သုံးနှစ်တကြိမ်ကျင်းပါတယ်ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာရွှေကျင်ညကာယတန်ခအစည်းအဝေး16ကျင်းမြောက်ကို January 29ကနေ29ရက်နေ့ထိမော်ဘီမြို့အောက်ဝနချောင်းကျေးရွာကဓမ္မဒုဒ္ဒဇေတဝန်တောရစေကိနာယာမကျောင်းတိုင်မှာသုံးရက်ကြာစတင်ကျင်းပနေပါတယ်1860ကစပြီးရွှေကျင်ဂိုင်းဆိုတာပေါ်ပေါက်လာကဒါဟာလဲတီးကြအဖြစ်ဂိုင်းထောင်ခဲ့တာမဟုတ်ဘဲရွှေကျင်ဆရာတော်ဖះကိုမင်းတို့မင်းရဲ့တီးကြအမိန့်နဲ့အခြားဂိုင်းကဆရာတော်တွေကို ဆင့်ခေါ်ခွင့်မရှိဘဲဓမ္မဝိနည်းရနဲ့အညီတိကျသတင်း30ဆိုရာကနေရွှေကျင်ခိုင်းပေါ်ပေါက်လာတာဖြစ်တယ်လို့ရွှေကျင်တိုက်သည်တိုက်ရုပ်ဆရာတော်အရှင်သီရိကစ္စနာဘိဝန္တာကမိန့်ကြားခဲ့ပါတယ်။1900 22ခုနှစ်အင်္ဂလိပ်ခုနှစ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့1860ခု1860ခုနှစ်မှာအရှင်အိုင်းစတာစဖြစ်လာတယ်။အားလည်းပဲတိကျကွာကိုခိုင်းထောင်ခဲ့တာမဟုတ်ဘူး။ဒီတိုင်းကြီးကိုစတင်ဖြစ်ပေါ်စေတဲ့ ရွှေကျင်ဆရာတော်ရွာပေါ့ရွာကရွှေကျင်ရွာကိုဆွဲပြုပြီးတော့ဆရာတော်ကိုလည်းရွှေကျင်ဆရာတော်လို့ခေါ်တာဆရာတော်ပါဒနာသာဂရမထေရကိုအတောင်းပြုပြီးတော့အမင်းတို့မင်းကြီးရဲ့တိချအမိန်တော်နဲ့ဒီဆရာတော်ဟာဆရာဂိုင်းနေရနေပြီးတော့ဆင့်ခေါ်မှုမရှိသေးဘူးတိချပဲသူ့အောက်သူဓမ္မဂုဏ်ရနဲ့အမိန်ရင်းသုံးနေပါသည်ဆိုတဲ့တိချအမိန်တော်နဲ့ဒီကဲရင်းနေပြီးတော့မှသာရွှေကျင်ဂိုင်းဆရာဖြစ်လာရွှေကျင်ဂိုင်းပေါ်ပေါက်တာ154နှစ်တွင်ရွှေကျင်နိကာယအစီဝေး16ချိန်ကျင်းပခဲ့ပြီး ပထမနဲ့ဒုတိယဆရာတော်လက်ထက်မှာအစည်းအဝေးဆိုတာမရှိပေမဲ့နောက်ပိုင်းမှာလိုအပ်ချက်ကြောင့်ပေါ်လာတာဖြစ်ပြီးသာသနာတော်တိုးတက်ရေးအတွက်စုပေါင်းတိုင်ပင်ဆွေးနွေးလို့ရတယ်လို့မိန့်ပါတယ်။ရွှေကျင်ကိုင်းအစည်းအဝေးတွေမှာသာသနာတော်နဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာဘလို့လှုပ်ဆောင်နေလဲဘလို့ဟာကွက်တွေရှိနေတယ်လဲဆိုတဲ့စာတမ်းဖတ်တာတွေပါဝင်တာမှုပုံပြီးအကျိုးရှိတဲ့အကြောင်းအစိုးရကိုယ်တိုင်ကဒီလိုအစည်းအဝေးတွေဟာမှန်ကန်တာမှုအားပေးတဲ့အကြောင်းမိန့်ကြားခဲ့ပါတယ်။ရွှေကျင်အစည်းအဝေးကို ပြည်တွင်းပြည်ပတန်ခါအပါရှိရာကြောထည့်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးကျင်းပလိုက်တဲ့အတွက်လောကရောသာသနာရောကျေးဇူးများတယ်။သူအားဖြင့်သာသနာတော်မြတ်ကြီးမှာပို့ပြီးတော့ကျေးဇူးများတယ်။ဒီမှာဦးဇင်းတို့ကဘာကြောင့်ပြောနိုင်တယ်လဲဆိုရင်ဒီအစည်းအဝေးကြီးဒီမှာခုနကျတော့ပြောလို့ပြောလို့ပဲစာတန်းဖတ်ပွဲတွေပါတယ်။သူစာတန်းတွေကလည်းပဲသာသနာတော်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့အဲမြန်မာနိုင်ငံမှာအဲဖဲချက်တွေဖဲချက်တွေကတော့ဘယ်လိုဆောင်ရွက်တဲ့အတွက်ဘယ်လိုကျူပါထုတ်တဲ့နေပါတယ်။ဘယ်နာဘယ်နာကတော့ဟာကွက်တွေဖြစ်နေပါတယ်။အဲ့ဒါဒီလိုဘယ်လိုတိုင်ပင်ပြီးတော့ ရဟာကွက်ကိုဖြည့်ဆည်းဆောင်ရွက်ကြမလဲဒီလိုဤတွင်အတွက်ကောဤပါဆိုလဲခုနဆရာတော်မိန့်တယ်လို့ပဲဤပါမှာရောက်နေတဲ့တန်ဃာတော်တွေရတယ်ဒီလိုလိုဘယ်လိုလိုဆောင်ရွက်နေပါတယ်ဘယ်လိုချက်တွေကတော့ဆောင်ရွက်ရတယ်ဘယ်ချက်တွေကတော့ဆောင်ရွက်ရတာခက်ပါတယ်စသည်အားဖြင့်ဤပါမှာလည်းပဲရှင်းစုအပ္ပံများပါတယ်အဲဒီနိုင်ငံတော်ကိုယ်တိုင်ကလည်းပဲဒီအစည်းအဝေးကြီးတွေအားပေးတယ်ဆိုတာသာသနာအတွက်ကောလောကအတွက်ကောဤပါတို့တဲ့ကြောင့်မှန်ကန်တဲ့အစည်းအဝေးကြီးတွေဖြစ်လို့လည်းပဲနိုင်ငံတော်ကိုယ်တိုင်ကအားပေးတယ်